အားလုံးပဲမင်္ဂလာပါရှင်။ MJ's Book No YouTube Channel ကနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ဆီယမမဆန္နာရေးသားထားပြီးပါရမီစာပေကထုတ်ဝေထားတဲ့ကွက်လက်ကလေးဖြည့်ပြီးပါဆိုတဲ့ဝတ္ထုကိုအပိုင်းသုံးအနည်းနဲ့ဖတ်ပြသွားမှာပဲဖြစ်ပါရစေရှင်။နားဆင်ပေးကြပါအောင်ရှင်။အပိုင်းသုံးပြောပြောင်းနှူးညံ့လာသောစပင်များသည်နတ်မောင်နေသည်မမကြီးသည်စပင်ကို ဖားလျှားချပြီး စပင်းအရင်ဥယျပြာတီရောက်အောင်လက်ချောင်းလေးများနဲ့ဖိနှိပ်ပုတ်တက်ပြီးအုံစီတဲလေးရှိသည်အုံစီကိုလက်ပြားလေးနဲ့တို့ယူလိုက်ဆန်ရင်းကိုပုတ်လိုက်နဲ့မမကြီးတကားတကားအုံစီတဲလေးနိုင်ဝက်ခန့်ကြားမိထင်သည်ထိုကဲ့သို့စပင်းကိုဂယူးဆောက်လွန်းတော့ကြောင့်လဲမမကြီးဤစပင်းများသည်တန်ဆွမ်းသလောက်အယောင်ကလည်းပဒုံးယောင်တောက်ကမဲနက်နေသည်ပျော်ပြောင်းနူးညံ့နေသည် စူးမလာစမ်းဦးစီထက်မမကြီးကခေါ်တော့ခါစူးမနောက်တွန်သွားသည်စူးမဤသဘင်လေးများသည်တိုးတော်လဲဖွာလန်ကျင်းနေသည်ဦးစီမှန်မှန်မထည့်၍နှီးချောင်းချောင်းအယောင်ပြေးနေသည်မိုးရီထဲတွင်၎င်းနေဘူးဆက်ကားတွင်၎င်းရှောင်းစော်ပြီးတကားတရံမိုးတန်ဆွဲသေးသည်စူးမစီမတန်ကူမီကြောက်တော့ကြောင့်မမကြီးသည်စူးမနှင့်အတူတူမအိတ်လိုခြင်းဖြစ်သည် မင်းကလေးဆိုတာသပင်ဟာအလှတပါးပဲ စုမရဲ့ကောင်းချင်းကားတွေထဲမှာသပင်ဤကောင်းချင်းကတပါးပါတယ်ဒီလိုသာနင်းချောင်းချောင်းဆုပ်ဖွားဖွားတန်းထူးထူးနဲ့ကြည့်ရင်တော့ငောင်းညမသပင်ဤကောင်းချင်းနဲ့ဘယ်တော့မှပြည့်စုံမှာမဟုတ်ဘူးသပင်တဲကိုစီထည့်လိုက်ရင် စုကက်ကက်ချင်းနေရတိတ်ခတ်တာပဲမမကြီးရဲ့စီမရှိမှဥယျာဉ်ချောက်တာဥယျာဉ်ချောက်ရင်ညံမွှင်ဘူးလာစမ်းဟဲ့ထဲစမ်းရွှေရွှေထက် မမကြီးကအတင်းအဓမ္မစေခိုင်းလေတော့လဲစူမအုံးစီပလင်းကို ကောက်ကင်လိုက်ရတော့သည်အုံးစီထဲတွင်ထဲ့စိန်ထားသောသဇင်ပန်းချောက်ကလေးများသည်ဝါချင်းချင်းအယောင်ပြေးနေလေသည်သဇင်ခက်ကလေးများကြောင့်လဲအုံးစီမမွေးသည်သဇင်နတ်မှာတင်းပြတ်နေသည်မမကြီးလိုတော့အုံးစီကို လက်ပြားလေးနဲ့တို့ယူလိုက်ဆန်ရင်းကိုပွက်လိုက်နဲ့မထဲ့တတ်မထဲ့ခြင်းစူမစိတ်မရှိအချိန်ကုန်လှသည်ငယ်ထိတ်မှသဇင်ပြားကိုဖြဲ့ပြီး အုံးစီကိုပလင်းလိုက်စောင်းပြီးလောင်းချလိုက်ပါကစူးမာဤသဘင်ကို အုံးစီထဲချင်မှုဆက်ကမိုင်းနှင့်ပြည်စည်းလေတော်သည်ဝီရပြားသည်အေးခနဲဖြစ်ပြီးအုံးစီများပြန့်သွားသောအခါမှသဘင်များအတွင်နှံ့စီရန်နန္နာပွနေမိလေသည်ကဲကြည့်ခုမှမင်းစာနဲ့တူတာစူးမာသဘင်ဤချောင်းချောင်းများသည်အချောင်းလိုက်ဖြစ်ကုန်သည်ငကိုကနဲသောသဘင်မှာအကုန်လုံးစုကပ်ပြီးနှချောင်းနှင့်တစ်ပိုင်းသာရှိတော်လေသည် ဘာပဲပြောပြောနင်းချောင်းချောင်းစပင်းထက်တော်လှသည်တာပဲမမကြီးသည်စူးမကို သူ့ဖက်ဆွဲခေါ်လိုက်ပြီးခေါင်းပြီးပေးလေသည် သူ့အလုံးနှင့်သူအားလက်ချိန်မရှိသောမမကြီးသည်တခါတရံစိတ်လိုလင်းစူးမကိုဂယုတစိုက်ဆုံးမလေးသွန်တင်လေးရှိတတ်လေသည်တခါလောက်နှခါလောက်ဂယုစိုက်ပြီးသောအခါတွင်က သူ့ကြောင်းစာနှင့်သူ့အလုံးနှင့်မအားအောင်ရှိပြီးစူးမကိုမေ့သွားတတ်ပြန်သည်မမကြီးတို့စေးတက်ကတော့က အတန်းကြီးတွေဆိုရင်အလဲတန်းကျောင်းမူလာတန်းကျောင်းတွေကိုဆင်းပြီးကျမကြီးလက်တွေလေ့လာရတယ်။ကျောင်းတွင်ကျမကြီးတန့်ရှင်ရင်ကလေးတွေမှာတကူရေးတန့်ရှင်မှုဘလောက်ရှိလဲလေ့လာရတယ်။ပညာပေးရတယ်။မမကြီးရဲ့ညီမကတော့ကြည်ပါအောင်တန်းကထူသေး။အိုးလဲပေးမှလဲကြီးကျောင်းနဲ့ရီချိုးရင်ဆက်ပြာမှတိုက်ရလားစုမှလက်သေးတွေတော့မှန်မှန်ညက်လို့တော်သေးရဲ့မမကြီးသည်အချာကလေးများအားတကူရေးတန့်ရှင်းမှုမှမိမြအရေးကြီးကြောင ပညာပီးတွင်တင်မြင့်သူ ဖြစ်တော်လဲကိုမောင်ရင်ညီမရင်းများကိုကမင်းရောနေဟန်ရှိသည်စူးမာတို့အားပညာပီးဆုံးမရန်လဲမအားနိုင်အောင်ပင်စာအုပ်ပုံကြီးထဲတွင်နစ်နေခဲ့ရလေသည်စူးမာသည်မမကြီးကို မထရန်မအိတ်တန်းကြက်မှတ်ခိုင်းနေသောစာအုပ်သူကြီးများကို မုံဖင်မုံမိသည်ဖေဖေကမူရင်းစာအုပ်ကြီးများကိုလည်းချစ်သည်မမကြီးကိုလည်းချစ်သည် ဖဖေးချေရနင်းမီသမီးကြီးဟုမကြာခဏပင်ဂုံးတယူယူနှင့်ပြောတတ်သည်ဆူမနှင့်ကိုတူးတို့ကမူမမကြီးလောက်ရည်မှန်းချက်မကြီးလှပင်မမကြီးလောက်လည်းစားမတော်စားလည်းမကြက်မှတ်နိုင်ကြချင်းဆရာဝလုံရန်လည်းလားလားမဝါသနာမပါကြเจ้าနေစဉ်စာအုပ်ကြီးများထဲတွင်ခေါင်းဆိုင်ထားရသောမမကြီး၏ဘဝမျိုးကိုလည်းမနှစ်သက်အောင်ပြန်တော့လေအိမ်တွင်မနေရပဲစေးတိုက်နှင့်စေးရုံတွင်လဲနေသောဖဖေးလိုလည်းမနေခြင်း ိုတူကြီးရင်ဖေဖေလိုဆရာဝန်လုံးမလားဟင်းအင်းဒါဖြင့်ဘူကြီးလားဟင်းအင်းဒါဖြင့်ဘာလုံးမလဲစာရေးဆရာစူးမန်ကရောကိုတူစာတွေကိုလိုက်ပြီးနှစ်နှိမ့်ဆက်နဲ့ရိုက်ပြီးမဲ့သူလုံမယ်ကောင်းများအတော်ထွန်းပေါက်မဲ့အလက်နှကောင်ပါလားခင်ရဲ့ဖေဖေသည်စိတ်ပြက်လက်ပြက်နဲ့မိမိကိုပြောခဲ့သည်ဖေဖေအနေနဲ့သားသမီးအလုံးကိုဆရာဝန်စစ်ဘိုလ်အင်ဂျင်နီယာစသည်လို့ဖြင့်တဲ့ ဖြစ်စေလေလိုပုံရသည်ဇာရေးစရာအဖြစ်ကညင်းလုံးဟန်မရှိပေဇာရေးစရာဤစာများကိုလိုက်ပြီးရိုက်ပြီးမြင့်လက်နှိမ့်ဆက်စီမှအဖြစ်ကစိတ်ကူးကြည့်၍ပင်မရမည်မထင်တကယ်၍ကိုတူးကသာဆရာဝန်လုံးမည်ဆိုပါကစူးမာကလည်းသူနာပြုဆရာမလုံးမည်ဟုဖြေမိတည်းကိုတူးကကျောင်းဆရာလုံးမည်ဆိုလဲစူးမာကကျောင်းဆရာမလုံးမည်ဟုဖြေဖြစ်မိပင်ဖြစ်၏ကိုတူးရောလက်သိမ်းညှပ်ထားရဲ့လား ဇူးမနဲ့တူတူညက်တဲ့ခုရောဖေမလဲမုတ်တုဖတ်နေတယ်။ကောင်းနေစားတော့မကြက်နဲ့။မမကြီးကအလုံးမကြဟန်နေပြောသည်။ဇူးမနဲ့ကိုတူးတို့နဲ့အခုတလောချေချုံမိနေသည်။ဟိုတနေ့ကလောအဆွဲခံရအုံမီကိုကြောက်ရခြံသေးတို့လည်းရဲရဲမစင်ရဲကြချင်းမကြီးပင်အောင်ကိုကတီပဲမတီရဲကြဇူးမသည်မမကြီးကိုမှော့ကြည့်ရင် မရေတရေပြောမိသည်ကိုတူးစိတ်ကောက်နေတယ်ဘာဖြစ်လို့သူ့ကို ယူကြီးသားလို့ပြောလို့တဲ့တသားကိုစတာပဲဟဲ့သူကလည်းတမောက်ကလေးလည်းမဟုတ်ပဲနဲ့သူ့မှာဆိုရင်လည်းစိတ်ဆိုးမှာပဲနင်တို့အလက်နှကောင်ကတော့အမြဲတမ်းတလေတဲ့ထွက်တယ်ကလေးမဟုတ်လူကြီးမဟုတ်နဲ့အတော်ကွာကြတယ်သူ့မှာဒီဘာမျှဆက်မပြောမိတော့ပဲမှန်ပတဲ့မှာတစင်မြင်ရတော့တဖက်ခြံသူငေးကြည့်နေမိလေသည်စိတ်ထဲတွင်တိတ်မကြည်နဲ့တော့လဲမမကြီးစိတ်လက်ကြည်သားစွာနဲ့သူ့စပင်ကိုဖြီးပြနေစဉ်တွင် ကတောက်ကဆက်မဖြစ်လို့သည့်အတွက်စကားစာဖြတ်လိုက်သည်ဟိုဘက်ကျန်တွင် လူတယောက်လမ်းလျှောက်နေသည်ကိုအောင်ကျော်နိုင်ဆိုသည့်လူပင်ဖြစ်သည်အပန်းကြီးလမ်းလျှောက်ရင်းစူးမာတို့ခြံဘက်သို့လည်းမတိမတာတစိတစောင်းကြည့်နေလေသည် မမကြီး သူ့နာမည်ကကိုအောင်ကျော်နိုင်နဲ့နော်ဘသူ့နာမည်လဲဟိုဘက်ကျန်ကလူလေဩအောင်ကျော်နိုင်နဲ့လားမမကြီးတို့အရွယ်လောက်ပဲနော်မမကြီးတို့အကြောင်းကပဲ ဒါပေမဲ့သူကအတန်းကြီးတယ်မမကြီးတိလို့လားဟင်းအင်းမြင်ဘူးတာပါ မမကြီးဒီခေါင်းငုံငယ်ကတဖက်ချံသူကြည်လေသည် ကိုအောင်ကျော်နိုင်စုသည်လူသည်မမကြီးလိုပင်ဆရာဝန်လာမှုဆို၍စူးမအတော်စိတ်ပြတ်သွားသည်ဆရာဝန်အစ်စ်တွေဆရာဝန်အလောင်းလျာတွေပတ်လဲဝိုင်းနေသောနေရာတွင် ကိုတူးလိုစာရေးဆရာလောင်းကလေးသည်မျက်နှာငယ်လာသည် စာရေးဆရာ၏လက်နှိပ်စရေးကလေးသည်ကပုံရိပ်ပြန် မျက်နှာငယ်ပွဲရှိတော်သည်ဟိုလူကြီးရောသူတို့နဲ့တူတူနေမှလားမသိဘူးနော်ဘာဖြစ်လို့လဲကြောက်လို့ကြောက်စရာမလိုပါဘူးစူမရဲ့သူကရင်ရင်လေးစိတ်နှောင်နေတာပဲအဲ့ဒီနေ့ကအကြောက်ကံမယုံမဲအตาလိုက်သွားရင်မောင်တွေတောင်တဝကြီးစားရအောင်မဲသူ့သားလေးကိုဆွဲလန်းပြီးယူသွားရှာတာတနာစရာသိတ်ကောင်းနေဒီလိုဆိုရင်နောက်တခါကိုတူးကိုလိုက်သွားခိုင်းအောင်မဲစူးမလည်းလိုက်ပြီးမုံစားရအောင်လို့ တဲ့တိတက်တဲ့ခွေးလေးမမကြီးသည်စူးမကိုမျက်စောင်းထိုးပြီးပြောတော်လဲတပတ်ချံသူမတိမတာကြည့်နေသည်သပင်ဖားဖားကိုစူးစီးထားရာခါအထိရောက်သည်မမကြီးတို့ကျောင်းသူများတဲတွင်မမကြီးလောက်သပင်ရှိသူရှားမိထင်သည်သပင်နှက်ပြုတ်ပြော့များနှင့်မမကြီး၏မျက်နှာသွဲသွဲလေးသည်ပဏံရလာသည်မမကြီး၏မျက်လုံးများသည်စူးမလောက်မဝိုင်းတော်လဲမျက်တောင်များသည်မဲနှက်ပြီးရှည်လျားလာသည်အင်းပြေစုပြေသောနှခမ်းတွင်လည်း ဆေးဆိုးလေးမရှိသဖြင့်တဘာဝအနီရောင်ပြင်းနေသည်အမကြီးစုမအပြုံမဖြစ်သေးဘူးနော်ဘာပြောရဲဟိုလေအပြုံဖြစ်ရင်ဓမ္မတာဆိုတာဖြစ်တယ်ဆိုကီသွင်းမြင့်ပြောရဲခွေးလေးအဲ့ဒါနဲ့အရာလားခလေးပြီးပြီးနေတာမဟုတ်ဘူးဘာရိစိတ်ကူးနေတာလဲမမကြီးသည်စုမကိုမျက်နှုံးပြူးကြည့်ရင်ခက်ငေါက်ငေါက်ပြောလေသည်စုမသည်ရှာကလေးထုတ်ရင်ခေါင်းပူသွားသည်မမကြီးကိုအပြုံတဘာဝအကြောင်းဆက်မေးလို့တော့လဲ မီးရဲ့တော့ကျင်းမမကြီးအနေနဲ့စူးမအားကျူတင်ပြောပြပြီးသွန်သင်ထားရင်ဟိုတနေ့ကလိုအတန်ကျဲကျဲကြီးနဲ့ကေသွဲမြင့်အားပြင်းပြီးဖြစ်မီမဟုတ်ချေတူတူတိတ်တိတ်နဲ့သာဆိုလဲအောင်တို့ဝင်းတို့လဲကြားမီမဟုတ်စူးမလည်းအရှက်ကွဲမီမဟုတ်ချေထို့သူသာဆိုလဲစူးမဤကွန်ပါဘူးကလေးလဲခြိုင်သွားရမည်မထင်ခုတော့အောင်တို့ဝင်းနှစ်ဖူးမှလာတော့ကြောင့်စူးမဤဘူးကလေးသည်တစ်ဖက်ခြိုင်သွားရှာသည် ထို့ပြင်အရိုက်လည်းခံရသေးသည်။စုမာသည်မျက်တောင်လေးတစ်ဖြက်ဖြက်ခတ်ရင်းမမကြီးကိုမယွံ့မယဲကြည့်နေသည်။ကေသွေးမြင့်တို့ကမူမိသူက ပြောပြ၍သိနေလေသည်ဟုစဉ်းစားရင်းငြိမ်နေမိသည်။မမကြီးကမူမကြည်မနက်ဆက်ပြီးစုနေသေးလေသည်။မဟုတ်မဟက်ပေါက်ပေါက်ရှာရှာဆိုရင်အင်မတန်သိချင်တယ်။သွားသွားစားသွားကြက် စာကြိုးစားဖို့ကတော့စိတ်မကူဘူးအလကားအပြင်းအိုးကလေး စူမာကိုမမကြီးကအပြင်းဦးကလေးတဲ့စာမချက်လို့တဲ့လေစူမာကခုမှ၆တန်းမမကြီးကဈေးတက်ကတော့မမကြီးလောက်စာချက်ဖို့မလိုဘူးဆိုတာပြောပေးပါနော်နော်စူမာဒီစပွဲပေါ်မှာအယိုးကောင်းဖြူဖြူကြီးကိုတကယ်လူလိုသဘောထားပြီးအတီးပေါက်ပြောမိသည်ထို့အယိုးကောင်းကြီးသည်စူမာတို့ထပ်ပိုးပြီးမမကြီးနှင့်ယင်းနီးလေသည်မမကြီးဤစာကြီးစပွဲပေါ်တွင်စာအုပ်ထူကြီးများနှင့်တန်းတူနေရတနေရကိုပိုင်ပိုင်ကြီးယူထားသူဖြစ်လေသည် သူကယောက်ျားလားမိန်းမလားမသိဘူးနော်ကိုတူးကခေါင်းယိုးဖြူဖြူကိုလက်နဲ့တောက်ကြည့်ရင်တွွတ်ဆဆပြောလို့ရှိသည်မမကြီးကမူမိန်းမခေါင်းယိုးထင်သည်ဟုပြောဖူးလေသည်မျက်လုံးနေရာတွင်ဟောင်းလောင်းပေါက်လျက်သွားပြပြနေရန်ရှိသောအယိုးကောင်းကိုစူးမာတို့မြင်ဆကကြောက်တော်လဲနောက်တော့လုံးဝမကြောက်တော့ပေဥပချံဟိုယူးနေတဲ့လူကြီးရဲ့သားလေးတေတုံးကခေါင်းယိုးအပ်သွားတာတဲ့တစ်ပင်ပေါ်ကလင့်ကြပြီးချက်ချင်းတည်သွားတာတဲ့လူတစ်ကိုယ်လုံး ခေါင်းကအရေးကြီးဆုံးတော့ငါတင်နေစုမှာလူရဲ့အသက်ဆိုတာခေါင်းထဲမှာရှိတာပဲဖြစ်ရမယ်။အမေဟုတ်ပါဘူး။ဘိုက်ထဲမှာရှိတာပါ။ဘိုက်ခွဲရင်အဲဘိုက်ပေါက်ရင်လည်းသေးတာပဲ။အေးခေါင်းရောဘိုက်ရောအရေးကြီးတာပဲ။ဒါပေမဲ့ပိုအရေးကြီးတာခေါင်းဘိုက်ပါ။ခေါင်းပါစုမှာရမယုံရင်ခေါင်းဖြတ်ကြည့်မယ်လေ။သေးမလား။လောင်းမလား။အင်းတက်တက်ကိုတို့ဘိုက်ကြီးကိုထက်ချင်းဖြတ်လိုက်မယ်လေကဲ အေးလေထားပါတော့ခေါင်းရောဘတ်ရောအတူတူအရေးကြီးတယ်ထားပါတော့ဒီထက်အရေးကြီးတာကငါ့လွယ်အိမ်စုပ်ကြီးစုပ်နေတာကြားလာပြီးနင်းချုပ်ပေးမလားစူးမကိုတူးသည်ညင်ညင်ခုံရင်မှစုပ်နေသောသူ့လွယ်အိမ်ကြီးကိုတတိယသောအခါချက်ချင်းပင်စူးမကိုအလျှော့ပေးလိုက်လေသည်ကိုတူးမြောက်ပြသောလွယ်အိမ်ကိုကြည့်ရင်စူးမမျက်နှာလေးရှုံသွားသည် တောင်စုံမှနေပြီးစုပ်ကြနေသောလွယ်အိမ်ကြီးကလွန်လှသည်ဒီထက်ဆက်ပြီးပြေးလင်ပေတယ်နှင့်ဖောင်းတိန်သာမက စာအုပ်များပါထွက်ကြကုန်လိမ့်မည်ထင်သည်မိမိကိုချုပ်ကိုင်းပါလားကိုတူရချုပ်ကိုင်းပါတယ်ဟာငါခဏခဏပြောတာပဲမိမိကဂင်းမဆိုင်ပါဘူးအလက်ဖြစ်ရတာဘယ်တော့မှမကောင်းဘူးစုမရဲ့အမြဲတမ်းလက်တာပဲမိမိကအလုံများတာကိုကိုတူရဒါပေမဲ့ဓာတိလေးအတွက်အင်ကြီးတွေတော့အမြဲချုပ်နေတာပဲငါလွယ်အိတ်သွားပြီးရင်ထားလိုက်အောင်ပြီးရင်ချုပ်ပေးမယ်တဲ့ဒါပေမဲ့မိတ်သွားတာကြီးပဲမိမိချုပ်ပေးတာသာစောင့်နေရင် ငါတက္ကသိုလ်ရောက်တဲ့အထိလွဲအပြဲကြီးနဲ့ကြောင်းတက်နေရမှာကိုတူကလည်းကွာ ပြပြစုမချုပ်ပေးမယ်ငကန်းစုထားတော့ကိုတူကိုကြည့်ရင် စုမရည်မိသည်ရည်နေစဉ်တွင်ပင် စိတ်ထဲ၌အားငယ်နေသောဝေဒနာကို ခံစားနေရလေသည်ဖီဖီလည်းအလုံများမင်းမီလည်းအလုံများမမကြီးလည်းအလုံများလာတော့စုမတို့အိမ်တော်စုတွင် စုမနဲ့ကိုတူတို့သည်ငေါင်းစင်းစင်းလေးဖြစ်နေသည်တကယ်ဆိုရင် စုမတို့ကလေးမှမဟုတ်တာလွယ်အိတ်ချုပ်တော့ ကိုဟာကိုချုပ်တတ်ဖို့ကောင်းနေပြီပဲနော်ကိုတူအားမေမေချုပ်ပေးဖို့မလိုပါဘူးစူးမာတို့အဲ့နဲ့အချီရှာပေးဒေါ်ကြီးသက်စီကသွားတောင်းလေမေမေဆက်နဲ့ချုပ်တာထက်ကောင်းစူးမာစပယ်ရှယ်ချုပ်ပေးမယ်ကောင်းကောင်းချုပ်နော်ကိုတူကစိတ်မချတယ်လို့ပြောသည်ထို့နောက်အချီယူရန်အတွက် ခန်းထဲမှာပြေးကလေးထွက်သွားလေသည်စူးမာသည်ကိုတူထွက်သွားလင်သွားခြင်းအခန်းထဲ၌ပုံးစရာနေရာရှာမိသည်ဒေအောင်၌ပုံလင်ဖုံးနေမှွန်လာသည် ပြလိုက်ကြတဲ့နိုင်ပုံးနဲ့လဲချက်ချင်းတွေ့မိဖြစ်သည်ဗီရိုတဲဝင်ပုံးဒီကလည်းရိုးလာချီပြီမျက်မှောင်ကလေးကုတ်ကစဉ်းစားနေရင်မှချက်ချင်းအချံပေါ်ကအောက်ထက်သူခြေပေါ်ပြီးခတ်တုတ်တုတ်ပြင်းစင်ခဲ့သည်မကြီးပင်ကြီးပင်းစည်းကိုွယ်ပြီးထိုင်နေလဲကိုတူတော်တော်နဲ့ရှာတွေ့မိမဟုတ်ချင်းအိမ်ထဲတွင်သာရှာလေနဲ့ကရှာနေမိဖြစ်လေသည်ကိုတူကိုတပတ်ရိုက်လွတ်လိုက်ပြီးစူးမတယောက်မကြာခဏပုံနေတတ်သည် ိုတူးသည်မောနေအောင်ရှာရတက်လေသည်တခါတည်းရန်လဲစူးမာကိုဘီယူလုံးဝမဆိုင်တော့ပဲသူ့ဟာသူလှုပ်ချင်ရလှုပ်နေတော့သည်ရှာနိုးတွေ့နိုးနဲ့ပုံးနေရာမှာညောင်းလုံးပြင်းလုံးသဖြင့်စူးမာပြန်ထွက်လာသောအခါတွင်ဝတ္ထုဖတ်နေသော ကိုတူးသည်ပြုံးစီစီလှုပ်နေတတ်သည်စူးမာ၏ကိုတူး၏ခေါ်သံကိုကြားရသည်ဒီတခါတော့သူ့လွယ်အိတ်ကိုချိုးရမည်ဖြစ်သောကြောင့်စူးမာကိုမရမကရှာတော့မည်ထင်သည် ဇူမာသည်လက်ထဲတွင် ဆုပ်လာသောဘဲကြီးလော်များကိုတမြုံမြုံဝါရင်တူးတဲ့ပြုံးနေမိသည်ဘဲကြီးလော်ဝါရင်ရင်ငတ်လာမည်ကို တွေးရင်စိုးရင်မိသေးသည်ခွေးဆူးမာနင်းမမပုံးနေလေကိုတူးစိတ်တူလာပြီထင်သည်ဇူမာသည်ပင်စီကိုကြောနှင်ကပ်ကအိမ်ဘက်သို့ချောင်းချည်ရင်ရည်ချင်နေသည် တမင်းစားခန်းရှိတပြက်ပြက်လွန့်နေသောခန်းစည်းပြပြလေးများကြားထဲမှမိမိအရေးကိုတွေ့ရသည်မိမိရှိရာအရက်တွင် တာတီးလေးလည်းရှိမည်ဖြစ်သည် စူးမနော်မမေကငါတို့နဲ့ရောက်ဖို့ကိတ်ငုံနှစ်ချက်ပေးထားတယ်။နင်မလာရင်ငါစပြစ်မှာပဲ။စူးမကိုရည်ရွယ်ပြီးအော်ပြောလိုက်တော့ကိုတူကြီးအတန်းကိုကြားရသည်။စူးမမျက်လုံးလေးပြူးသွားသည်။မမေကိုလည်းတမင်းစားကန်းထဲတွင်တွေ့ရသောကြောင့်ကိုတူပြောသည်မှာဖြစ်နိုင်သည်။စူးမကမြကိုအတက်နဲ့ကိုစူးပြီးမုံငတ်ချေတော်မူဖြစ်သည်။တူတစ်ချိန်လုံးငိန်ကုန်နေသောစူးမသည်ကမန်းကရန်အတန်းပေးလိုက်သည်။ကိုတူသည်အိမ်ထဲမှပြေးထွက်လာသည်။ ဘိုဒီဒီကြည့်ပြီးမကြီးပင်ကြီးအောက်သို့တန်းမိလျှောက်လာသည်သူ့လက်ထဲတွင်လွင်ပြပြကို တွေ့ရသည်ကိမုံကိုတော့မတွေ့ရချီစူးမတော်တော်စိတ်ညစ်သွားသည်စူးမအတန်ထွက်လာစေရန်အတွက်မုံမရှိပဲနှင့်ညာပြောခြင်းလည်းဖြစ်နိုင်သည်ခွေးစူးမဝတ်စူးမနင်းကဒီမာကို ပြုံကျဲကျဲလေးငုတ်တုတ်ထိုင်နေသောစူးမအားကိုတူးကဒေါသကလေးနှင့်ချိန်လိုက်သည် နောက်ဘက်တွင်ဝတ်ထားသောလက်ထဲမှ ကိမုံကိုလှမ်းပေးသည် ဟွန်းတနာလို့ငါကစားပြစ်တော်မလို့အမေသူ့လည်းအကြီးချုပ်မပေးမဆိုးလို့များဟွန်းနင်သိမ့်မကြီးကျယ်နဲ့နော်ငါဟာငါချုပ်လဲရပါတယ်ဒီလည်းအိမ်ချုပ်ပေးမယ်အရင်မျက်နှာငယ်လိုက်တာလွန်ရောဘယ်သူမှချုပ်မပေးကြဘူးပါကွာကိုတူကလည်းစူးမကစတာပါပြီးပါချုပ်ပေးမှာပေါ့ကောင်းကောင်းလေးချုပ်ပေးမှာပေါ့နေအောင်ခဏမုံမြန်မြန်စားလိုက်အောင်မေးမုံကြီးကလည်းနင်လိုက်တာအဲ့နဲ့အကြီးရောပေးလေ ။ဆူမာသည်ကိုတူးစီမှအန်းနဲ့အချီကိုအမြန်တောင်းလိုက်သည်။ကိုတူးစိတ်ဆိုးချင်နေပြီဖြစ်၍ဆူမာပြန်ပြီးလျှော့ရသည်။တော်ကြာစိတ်ဆိုးပြီးမခေါ်လင်ခတ်ချင်မည်။ကိုတူးနဲ့ဆူမာတို့တဦးနဲ့တဦးမခေါ်ကြလေ။နှစ်ဦးလုံးပြင်းချောက်ပြီးအလွန်နေရခက်လာကြသည်။အန်းနဲ့အချီကိုကြည်ပြီးဆူမာစိတ်ညစ်သွားသည်။အသည်တီးတီးတွယ်တွယ်နဲ့အသေးလေးဖြစ်သည်။အပောက်ကလေးသည်မြင်မြင်လေးဖြစ်သည်အချီကျိုးသည်က အလုံးပွားကတုတ်လာချေသည် ချက်ကနေဆွဲလိုက်လင် ဖြက်ကနေပြတ်တော်သည်ဘဲခဲ့ဘဲကာလာကအချစ်အဆွေးကြီးညာလည်းမသိဘိုးတော်ဦးဝိုင်းလက်ထက်ကလေးကမတုံးဖြစ်ပဲကြံနေသောအချစ်ကိုဒေါ်ကြီးတက်တယောက်သူ့အဖိုးစီမှာအမွေရထားသည်ထင်ရလေသည် ကိုတူအပေါက်ကလည်းမန်ဘလူးနဲ့ကြည့်ရမယ်အချစ်ဂျိုးကြီးကလည်းပေါ့ပွားကြီးကဲဘလူးလောက်အပေါက်ထိုးရမှာလေမဝင်ဘူးကိုတူကတန်ဂျိုးတစိအချစ်မဟုတ်ဘူးထင်တယ်နော်ဒါကြီးလားတန်ဂျိုးတစိဟုတ်ပါလိမ့်မယ်အာကြီး ဇူမာသည်အချီအပြားကိုတင်းမြင့်သွားစေရန်တတွေးစွပြီးလက်နှင့်ဆွဲနေရသည်လက်နှင့်ဆွဲလွန်ပါကလည်းချက်ကနေပြတ်သွားလေသည်ပိစံပိစံငါထိုးကြည့်အောင်မယ်ကိုတူးသည်စိတ်မရှိဟန်နှင့်တလှည့်ပြန်တောင်းသည်အချောင်းလေးကိုနေရောင်တွင်မျက်စိတစ်ဖက်မိတ်ကထောင်ကြည့်ရင် အချီတုတ်တုတ်ကိုတွင်းရန်ကြိုးစားနေသော ကိုတူးသည်တပြေပြေမျက်မှောင်ကြီးကုတ်လာသည် အချီသည် ်အပေါက်ထဲသို့မဝင်ဘဲတိတ်ခတ်နေသည့်အတွက်ကြောင့်ဖြစ်ရ၏ကုတူရီခုနေဟိုစိတ်နောက်နေတဲ့လူကြီးလာရင်ဘယ်နဲ့လုံးအေးဟာလာနေအောင်မလားမသိဒါပေမဲ့မမေကပြောတယ်သူ့ကိုကောင်းကောင်းမွန်မွန်ပြောပြီးအလိုက်တင်ဆက်ဆံပါတဲ့တနာစရာကောင်းနေတဲ့စူးမာတော့နည်းနည်းကြောက်တယ်ငါကပူကြောက်သေးကုတူဒီပကုံးလေးကြောင့်ကပြောသည်စူးမာသည် မကြီးပင်စီကိုမှင်းရင်အပေါ်ဘက်သို့မှောက်ကြည့်လိုက်သည် ခက်လက်ဝေးပြသောမကြီးရွတ်စိတ်စိတ်လေးများကြားထဲမှကောင်းကင်ပြပြကိုကွက်တိကွက်ကြာမြင်နေရသည်မကြီးရွတ်စိတ်ငြင်းငြင်းများကြားတွင်မကြီးပွင့်ဖြူဝါဝါလေးများသည်ခန့်ခန့်ငိုက်လေးပွင့်နေကြသည်ခေါင်းလေးဆိုင်ပြီးစူးမတို့အားငုံကြည့်နေဟန်ရှိလေသည်မမကြီးကပြောတယ်သူ့နောက်ကိုကောင်းကောင်းလိုက်သွားရင်မုံနေတော့စားရအောင်မဲတဲ့ဒီတခါသူ့လာခေါ်ရင်ကိုတူးလိုက်သွားသိလားစူးမလည်းလိုက်ခဲ့မယ်ဘာလို့ဖို့ဦးမုံစားရတာပေါ့ စငတ်ကလေးနင်တာပဲတွေ့နေကိုတူးသည်အချီလုံးကိုစိတ်ပြက်လက်ပြက်ပြစ်ချလိုက်ပြီးမကျေနပ်သလိုပြောသည်ဇူမာသည်အတန်လေးထွက်အောင်ရည်ရဲမှ ကိုတူးအားရှာထုတ်ပြလိုက်လေသည်ကိုတူးသည်ငယ်စဉ်ကတည်းကစူးမာလောက်အစားမမတ်လှချင်ဇူမာသည် မင်းကလေးပင်ဖြစ်တော်လဲကိုတူးထက်ညာစွာပိုပြီးအစားကိုခုံမင်သည် ကိုတူးကမာနကြီးသည်မောင်နှမချင်းပင်ဖြစ်တော်လဲစူးမာဝဲလာလိရှိသောဇင်းငန်စီကိုပင်မပေးပဲယူစားလိမ့်မည် စေတနာကိုအလေးပြုလွန်သည်ထမင်းအတူတူကျန်စားကြရင်မိမိဟင်းတဲ့ပေးလျင်လဲနဲသည်များသည်ကြီးမများပဲငုံစားလေးရှိလေသည်စူးမာကမူမရစူးမာပကံတဲ့အယိုးတုံးပါလာလင်ချက်ချင်းဆန္ဒပြသည်တာတီလေးပကံတဲ့အသေးဖက်ပါသွားလင်စူးမာကို အမြင့်ပေးရသည်မိမိဆူဆူဆဲဆဲစူးမာကအတံပြဲကြီးနဲ့အော်တော့သည်သာဖြစ်သည်ကိုတူးကမူအယိုးကြီးပါလာသောဟင်းကိုဘာမျှစိုးတကမတက်ပဲငြိမ်သက်စွာ စားသွားတတ်သည်သို့တော်လဲသူ့မျက်လုံးများကညှို့ငယ်သွားတတ်လေသည်အမစငတ်ဆိုတာနမေသာဆိုတာစားတာတဲ့ကိုတူရဟဲဟဲဟောဟောလာလာနေပြီစုမာသည်ပြောင်းချောချောလေးပြောနေရင်မှမျက်လုံးလေးပြူသွားသည်ကိုတူဤနောက်ဘက်မှ ချင်းကပ်လာသူကိုကြည့်ပြီးနှလုံးသွေးကတဒိန်ဒိန်ခုန်လာလေသည်တိုင်ပပတာဟောဗျာ ကိုတူသည်ပါဇက်ကလေးအဟောင်းသားဖြစ်သွားသည်သူ့ပခုံးကိုတင်းတင်းကြီးဖက်လာသူအားမျက်လုံးအကြောင်သားနဲ့ကြည့်နေပြီးမှမကြည့်သွားပြဲလေရီပြလေသည်ကိုငယ်လေးခက်ခမြဟာတားလေးပပောက်ကိုမှတ်မိပြီလားဟုတ်ဟုတ်ကဲ့ကိုတူသည်စူးမကိုအကူကြီးတောင်းဟန်နဲ့လှမ်းကြည့်ပြီးရောင်းကြကြပြောလေသည်စူးမသည်ဘာဝင်ပြောရမည်မသိသည့်အတွက်သူ့လက်ထဲမှာလွယ်အိတ်ကိုခက်တင်းတင်းလေးဆုပ်ကိုင်းရင်အငေးသားကြည့်နေမိလေသည် ကိုတူဤပခုံးကိုဖတ်ထားသော လူကြီး၏ဝမ်းမြောက်ရွှင်လန်းစွာရီမောလိုက်သည်မှုံဝေသော မျက်လုံးများသည်လည်းအယောင်လက်လက်ရှုံးကနူးညံ့လာသည်သားလေးရဲ့ကြည်စန်းမပကိုနှိမ့်ဆက်လိုက်တာမပကိုတယောက်တည်းထားခဲ့ပြီးထွက်လဲသွားသေးတယ်တွေ့ပြန်တော့လည်းမမတ်မိပြန်ဘူးပပစိတ်ပူလိုက်တာကွယ်သားလေးစိတ်မှနှံ့သေးရဲ့လားယူမြနေပြီလားလို့ဖះဖះခုမှစိတ်အေးတော်တယ်ခမညာ သားငယ်ကလည်းကို့ဖေးတယောက်လုံးကိုမမတ်မိဘူးဆိုတော့ပပစိတ်ပူတာပေါ့ကွယ်ဒေါ်သည်ရဲ့ဖះတကူကြောင့်သားလေးတတိလဲလာပြီလာလေးသားရဲ့သွားကြစို့ဘဲကိုလဲခမြအင်ကိုပေါ့သားရဲ့ तू ကသားတငယ်ချင်းလားခေါ်ချင်းခေါ်ခဲ့ကွယ် तू ကကျွန်တော်ညီမအဲအဲတငယ်ချင်းကိုတူးသည်ထစ်ထစ်အငေါငေါပြောရင်စူးမကိုလမ်းကြည့်သည်စူးမသည် အကောင်းဆင်စစ်ကအယူဘဝရောက်နေသော ကိုတူအားကြည့်ရင်ကြောက်စိတ်များပျောက်ကပြုံးဆက်ဆက်ဖြစ်လာသည် ကိုတူကိုဆွဲခေါ်အုံမီစိုးရိမ်မိသောကြောင့်ကိုတူ၏လက်တစ်ဖက်ကိုမူခတ်တင်တင်လေးလှမ်းပြီးဆုပ်ထားမိလေသည်ဦးတခါတုန်းကလို့အတင်းဆွဲခေါ်အုံမီဆိုကစုမဘာလောက်ရမည်မသိခြေခံပြီးလွန်ဆွဲသလိုပြန်ဆွဲလို့လည်းဖြစ်တော်မည်မတင်အသာတကြီးလိုက်သွားရအောင်ကလည်းပြန်မလှုပ်ပဲအပြိဖန်ထားလင်အခက်ဟူသော စိုးရင်စိမ့်နဲ့မညွတ်မယဲဖြစ်နေသည်ကျွန်ကျွန်တော်မအားသေးဘူးခမနောက်တစ်ခါမှလိုက်တော့မယ်နော်ဦးအေးပပရဲ့အခုလွယ်အိပ်ပြဲနေလို့ချုပ်ရအောင်မယ်ဩကြည်စမ်းဘေးကြီးကလည်းပြဲနေလိုက်တာငါသားကိုဘယ်သူမှချုပ်မပေးကြဘူးလားပေးပေးပပချုပ်ပေးမှာပေါ့ဦးအချီကလည်းအဆွေးကြီး နေအောင်ပပအကောင်းသွားယူအောင်မယ်လူကြီးသည်ကိုတူးကိုဆွဲခေါ်ရန်မိသွားလေသည်လွယ်အိပ်ပြဲကိုကြည်ရင် စိတ်မကောင်းသလိုပြပြသလဲဖြစ်နေသော သူဟန်ကို ကိုတူးသည်အငေးသားကြည့်နေလေသည်အိမ်ဘက်သို့အပြေးကလေးပြန်ထွက်သွားပြီးခဏချင်းပင်ကဆုံချပြီးပြန်ပြေးလာသည်သူ့လက်ထဲတွင် အနှံ့အချီအစ်စ်ကိုဘူးလိုက်ယူလာသည်ကိုတူး၏လွယ်အိတ်ကအပြာဖြစ်၍အချီအပြာများလည်းအနှုအယဉ်ရောင်ဆုံးတည်ခဲ့သည်တားလေးကဘာလို့ဒီလောက်ပြင်းနေတဲ့အထိမပြောဘဲနေရတာလဲပပကိုပြောရင်ပပအစိုးကြီးကလေးကချုပ်ပြီးမှာပေါ့ ကိုတူးကိုဆွဲခေါ်ရန်လုံးဝသတိမရတော့ပဲလူအီအပြဲကိုဂီယူဒဆိုင်ချုပ်နေသောလူကြီးကိုကြည့်ရင်စူးမစိတ်ထဲတွင်ကြောက်စိတ်များလွင့်စင်ကုန်သည်ကြမ်းတမ်းသောအမူအရာလုံးဝမရှိပဲနူးညံ့သောဟန်ကျဉ်နာသောအမူအရာနှင့်မို့စိတ်မနှံသူတဦးနှင့်ပဲလုံးဝမတူချေသားငယ်ကိုချစ်ခင်ဂီယူဆိုင်ကကျဉ်နာအလိုလိုက်သောဖခင်တဦးကဲ့သို့ပင်ထမတ်ရလေသည်တောင့်တောင့်တင်တင်ဖြစ်ကအသက်ရှူကြနေဟန်ရှိသောကိုတူးသည်လည်း စိတ်သက်သာသွားပြီးထင်သည်စကားတပြောပြောနှင့်ချုံနေသောအသွာစိတ်စိတ်လေးများကိုငေးကြည့်ရင် ခရရိတ်လေးပြုံးနေသည်ထို့နောက်စူးမကိုတူတူလေးလှမ်းပြောလေသည်ဘာပဲဖြစ်ဖြစ်မမေကြီးမဆိုင်တဲ့ငါလွယ်အိမ်ပြဲလေးတော့ချုပ်လို့ပြီးတော့မယ်မိသူပင်ဆိုစီထိုနေ့ထိုရက်မှစ၍စူးမတို့နှအိမ်ထောင်ချစ်ကြည်ရေးလန်းစခဲ့လေသည်ဘဘတွင်ကိုစူးမတို့လုံးဝမကြောက်တော့ထို့ပြင်ကြည်ကြည်လှနေတော်၎င်းကိုကိုအောင်နေတော်၎င်း တစထက်တစရင်းညှိခဲ့ကြရသည်။စုမနင်ကိုတူးတို့အတွက်စားအိမ်တအိမ်တိုးခဲ့သည်။